မင်္ဂလာရှိသောနေ့တည်းလေးတို့ဘုရားသခင်ကျေးဇူးတော်ကိုရှေ့ဦးစွာချီးမွမ်းလိုပါတယ်ဒီကနေ့ကျွန်တော်တို့ကအသက်ရှင်တော်မူသောဘုရားသခင်နှုတ်ဘတော်အားဖြင့်မိမိရဲ့တက်တာကိုတဖန်ပြန်လဲစင်ကျင်ခွန်အာယူတည်ဆောက်နိုင်ဖို့66ကြိမ်မြောက်သောစာလံအပိုင်ငယ်78ကိုဖတ်လိုပါတယ်ငါသည်စိတ်နှလုံးထဲမှာဒူးစရိုက်ကိုငဲ့ကွက်လျင်ဘုရားရှင်သည် နားထောင်တော်မမူ အသက်ရှင်တော်မူသောဘုရားခင်နှုတ်ဝတ်တော်ဖြစ်ပါれ။ကြားနာကြတဲ့ယုံကြည်သူမိသားစုများအရောက်စတိုင်းပေါ်မှာဘုရားခင်အသက်တပံကောင်းချီးပေးပါစေ။ဒီကနေ့နှုတ်ဝတ်တော်ကပြောပါれ။ငါသည်စိတ်နှလုံးထဲမှာဒူးဆဲကိုငဲ့ကွက်လျင်ဘုရားရှင်သည်နားထောင်တော်မူမူလို့ပြောသည့်အတိုင်းပဲကျွန်ုပ်တို့ယုံကြည်သူဘုရားသားသမီးသင်နဲ့ကျွန်ုပ်ရဲ့အသက်တာမှာကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာဒူးဆဲဆိုတဲ့ဇာတိသဘောကိုငဲ့ကွက်တယ်။တနည်းအားဖြင့်သူ့အလိုတို့လိုက်တယ်။ သူ့ဘက်ပါသွားတယ်ထိုဒူးဆက်ကိုအလေးပေးပြီးလှုပ်မယ်ပြုတ်မယ်ကြင့်မယ်ဆိုရင်တော့တဲ့ထိုတို့သောစိတ်တော်ရှိတော်သူဤတစ်ဖက်မှာဖယားသခင်သည်ထိုသူဤစုတောင်းတန်ကိုနားထောင်တော်မမူလို့ဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဖယားကနာညောင်းမဆာမှာမဟုတ်ဘူးဇာတိပတ်လိုက်ပြီးအပြစ်တရားကိုပြန်ပြန်ကျင့်တယ်လှုပ်တယ်ဆိုရင်တော့တင်ဘလောက်ပဲဆူတောင်းဆူတောင်း သင်စုတောင်းသောအရာကိုဖရာသခင်နားညောင်းမှာမဟုတ်ဘူးနားထောင်မှာမဟုတ်ဘူးဆိုပြီးဒီကနေ့နှုတ်ကပတော်ကဖော်ပြပါတယ်။ဘာကြောင့်ဒူးဆိုက်ကိုငဲ့ကွက်တော်သူရဲ့စုတောင်းတန်ကိုနားမထောင်ရတာလဲလို့မေးရင်ကျွန်ုပ်တို့ကိုးကွယ်ယုံကြည်နေသောဖရာကအပြစ်ဒူးဆိုက်ကိုယွန်ရှာမုန်းတီးသောဖရာပဲဖြစ်တော်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်ယုံကြည်သူမိသားစုများသင်နဲ့ကျွန်ုပ်ရဲ့အသက်တာမှာဖရာရှိတိုးဝင်ချင်းကပ်ပြီးစုတောင်းပတနာပြုတဲ့အခါခါတိုင်းမှာ ဥစွာပထမမိမိနေ့ရက်စဉ်တိုင်းအသက်ရှင်ရှောင်လန်းမှုတိုင်းမှာပြောမှဆိုမှပြုမှတဲ့အပြစ်တွေအလုံးစုံတို့ကိုဥစွာပထမဝင်ချတောင်းပန်ပြီးနောက်တစ်ဖန်မပြုမိဖို့အတ္တတာကိုပြင်ဆင်ရင်းနှိမ့်ချစွာနဲ့အထံတော်တို့တိုးဝင်ချင်းကဆုတောင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တို့ရဲ့ဆုတောင်းတန်ကိုဖရာတခင်ကနားညောင်းမှာဖြစ်ပါတယ်။ဒါမှမဟုတ်ငါဆိုတဲ့မမနာနဲ့မိမိအပြစ်ကိုကွယ်ဝတ်ထားပြီး ဝန်ချတောင်းပန်ခြင်းလည်းမရှိမိမိအတ္တကနေစွန့်ပစ်ဖယ်ရှားခြင်းလည်းမရှိဘဲဖယားရှိတိုးဝင်ချင်းကပ်ဆုတောင်းရင်တော့ထိုသူရဲ့ဆုတောင်းခြင်းကိုဖျားတခင်က နားထောင်မှာမဟုတ်ပါဘူးဒူးဆိုင်ဟာဖယားနဲ့ကျွန်တော်တို့ကြားမှာတတိုင်းတစ်ခုလိုကာစီးထားတဲ့အတားစီတစ်ခုဖြစ်ပါတယ် အထူးသဖြင့်ဖယားသခင်ကကောင်းကြီးမစည်းစင်းစေဖို့ပိတ်ဆို့ထားတဲ့အမှုတစ်ခုဖြစ်ပါတယ်။ဒူးဆဲပြုတ်နေတော်သူကိုဖယားသခင်ဘလို့မှကောင်းကြီးမပေးနိုင်ပါဘူး။ဒူးဆဲပြုတ်တော်သူကဘလို့မှဖယားပေးမဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတွေလည်းရရှိမှာမဟုတ်သလိုဖယားပေးမဲ့မျက်နှာသာပေးခြင်းချီးမြှောက်ခြင်းကောင်းကြီးမင်္ဂလာတွေပြုလေသည်များ၌အောင်မြင်ခြင်းကောင်းကြီးမင်္ဂလာတွေ ထာဝရနဲ့သက်ဆိုင်တဲ့စုလက်ကောင်းကြီးအကျိုးကျေးဇူးတွေကိုမိမိရဲ့အတ္တမှာဘယ်တော့မှခံစားရရှိမှာမဟုတ်ပါဘူးမိမိလိုချင်တာတွေဘလောက်ပဲတောင်းတောင်းဥစွာပထမဒုစရအပြစ်ရှိသမျှတို့ကိုဝန်ချတောင်းမှန်ခြင်းမရှိဘူးစွန့်ပစ်ခြင်းမရှိဘူးဆိုရင်အချိန်ကုန်လူပင်မှန်းတာပဲရှိပါလိမ့်မယ်ဖခင်ကတော့ နားထောင်မှာမဟုတ်ပါဘူးလို့ဒီကနေ့နှုတ်ဘတော်ကအတိအလင်းဖော်ပြထားတာဖြစ်ပါတယ်။ဒီအကြောင်းတရားနဲ့ပတ်သက်ပြီးတော့မရှင်လူကခရဝင်ကျမ်းခန်းကြီး78အပိုင်ငယ်9ကနေ14မှာကြည့်တဲ့အခါမှာအခွန်ခံနဲ့ပါရီရှဲနှစ်ဦးတို့ရဲ့ဆုတောင်းတန်ကိုတွေ့ရမှာဖြစ်ပါတယ်။တနည်းသောအားဖြင့်ပါရီရှဲနဲ့အခွန်ခံတို့နှစ်ဦးဟာဗိမာန်တော်သို့ဆုတောင်းရန်တက်သွားကြပြီးပါရီရှဲကတော့တယောက်တည်းမတ်တည့်ရက်ပြီးအိုးဖျားတခင်ကျွန်ုပ်ကအခွန်ခံလို့ သူတစ်ပါးကိုအနိုင်ထက်လူယူခြင်းမတရားသဖြင့်ကြင့်ချင်းသူမယားကိုပြစ်မှားခြင်းအပြစ်ရှိတဲ့ကဲ့သို့ကျွန်ုပ်မရှိသောကြောင့်ကျေးဇူးကြီးပါれအကျွန်ုပ်က9ရက်တွင်2ရက်အစာရှောင်ပါれဥစ္စာရှိသမျှတို့ကိုဆယ်ဖို့တဖို့ပေးလူပါれဆိုပြီးမိမိကိုမိမိချင်းမြောက်ပြီးဆုတောင်းပါれအခွန်ခံကတော့ထိုကဲ့သို့မဟုတ်ဖရာသခင်ရှေ့မောက်မှာအကျွန်ုပ်ကအပြစ်အလွန်မတန်မှများပါတယ်ဆိုပြီးအဝေးကတည်းကရက်၍ကောင်းကင်သို့ပင်မမျော်ကြည့်ဝွန့်ပဲ ယင်ဘက်ကိုခတ်လျက်အိုဖျားနှခင်အကျွန်ုပ်အပြစ်များပါတယ်အကျွန်ုပ်ကိုတနာခြင်းဂယုနာရှိတော်မူပါလို့ဆုတောင်းတဲ့အခါမှာယေရှုခရစ်တော်ဖျားမိန်တော်မူသောစကားအပိုင်ငယ်14မှာငါဆိုသည်ကထိုသူသည် အပြစ်ပြည်လျက်မိမိအိမ်သို့ပြန်သွားရ၏ပါရီရှဲမူကအပြစ်မပြေဒါကြောင့်ချစ်တော်ယုံကြည်သူမိသားစုများကျွန်ုပ်တို့ရဲ့အသက်တာမှာ ကျွန်ုပ်တို့ရဲ့ဆုတောင်းတန်ကိုဖျားနှခင် နားညောင်းဖို့နားထောင်ဖို့ မဇတနာချင်းဂယုနာခံစားရရှိဖို့ဆိုတာကအခွန်ခံလိုပဲကျွန်ုပ်တို့ရဲ့ဒူးဆက်အပြစ်ရှိသမျှတို့ကိုဖျားရွှေမှာနှိမ့်ချသောနှလုံးသားနဲ့ဝင်ချတောင်းပန်ပြီး စွန့်ပစ်ဖယ်ရှားခြင်းရှိမှသာဖယားထံတော်မှာကောင်းကြီးမင်္ဂလာခံစားရရှိပြီးဖယားတခင်ရဲ့နားညောင်းမဆသနာခြင်းကောင်းကြီးအကျိုးကိုခံစားရရှိမှာဖြစ်သောကြောင့်ကျွန်ုပ်တို့ရဲ့အတ္တတာနှလုံးသားထဲမှာဒူးဆဲကိုငှက်ွက်လျင်ကျွန်ုပ်တို့ရဲ့ဆုတောင်းတန်ကိုဖယားတခင်နားထောင်တော်မမူဆိုတာကိုသိရှိနားလည်ပြီးဖယားထံတော်မှကောင်းကြီးမင်္ဂလာကိုပိတ်ပင်စေသောအရာကျွန်ုပ်တို့ရဲ့ဆုတောင်းတန်ကိုဖယားတခင်နားမထောင်စေသောအရာဖြစ်တဲ့ဖယားမကြိုက်တဲ့ဒူးဆက်အပြစ်ကို ဖယားထံနှိမ့်ချသောနှလုံးသားနှင့်ဝင်ချတောင်းပန်ပြီးအသက်တာမှာစွန့်ပစ်ဖယ်ရှားလျက်ဖယားထံတော်မှာဝိညာဉ်ရာနှင့်ပတ်သက်သောကောင်းကြီးမင်္ဂလာ ခန္ဓာရာနှင့်ပတ်သက်သောကောင်းကြီးမင်္ဂလာနှစ်ဖြာသောကောင်းကြီးမင်္ဂလာအကျိုးကျေးဇူးများကိုခံစားရရှိဖို့ရန်အတွက်ဒူးစရိုက်ကိုငှက်ွက်ခြင်းမရှိဘဲဝင်ချတောင်းပန်လျက် မိမိရဲ့အတ္တကနေစွန့်ပစ်ပြီးကျွန်ုပ်တို့ရဲ့စုတောင်းတန်ကိုဘုရားခင်အပြည့်အဝနားထောင်ပြီးမဆခြင်းတနာခြင်းကျေးဇူးကောင်းကြီးမင်္ဂလာကိုခံစားရရှိစေတော့ဖယားသားသမီးများဖြစ်ကြစေဖို့ဒီကနေ့နှုတ်ကပတ်တော်လေးအနေငယ်အားဖြင့်ဝေငှခွန်အားပေးရင်ဤကုံချုပ်လိုပါれကြားနာကြတဲ့ယုံကြည်သူမိသားစုများအယောက်စတဲ့ပေါ်မှာဖယားသခင်အတိတ်တဖန်ကောင်းကြီးပေးပါစေ